မန်ချက်စတာယူနိုက်တက်အသင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်စ်ဟာစူစီတက်အသင်းကိုအနိုင်ရပြီးတဲ့နောက်ယူရိုပါလိဖလားကိုရယူဖို့ရည်မှန်းနေတယ်လို့သိရပါဗျ။မန်ချက်စတာယူနိုက်တက်အသင်းဟာမလ23ရက်ကကစားခဲ့တဲ့ယူရိုပါလိရှုံးထွက်16သင်းအဆင့်ဒုတိယကြော့ပွဲစဉ်မှာစူစီတက်စ်အသင်းကိုအင်ကွင်းမှာ၄ဂိုးတကိုးနဲ့အနိုင်ရခဲ့ပြီးဘရူနိုဖာနန်ဒက်စ်ကပယ်နယ်တီနှလုံးအပောင်ဝင်ဟက်ထရစ်၃ဂိုးသွင်းယူပေးခဲ့ပါဗျ။ ပွဲပြီးမှမန်ချက်စတာယူနိုက်တက်အသင်းဟာဆိုစီဒက်စ်အသင်းကိုနှစ်ကြော့ပေါင်း၅ဂိုး၂ဂိုးနဲ့အနိုင်ရပြီးယူရိုပါလိပြိုင်ပွဲမှာကွာတာဖိုင်နယ်အဆင့်ကိုတက်ရောက်ခဲ့ပြီးကွာတာဖိုင်နယ်မှာပြင်းထန်ထိပ်သီးလိုင်ယွန်နဲ့ကစားရမှာပါမန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့တရားသီပရီးမီးယားလိပြိုင်ပွဲမှာရလက်တွေဆိုးရွားနေပေမဲ့ အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်ကတော့ယူရိုပါလိပြိုင်ပွဲမှာအောင်မြင်မှုရယူဖို့ပြတ်မှတ်ထားနေတာဖြစ်ပါတယ်။ဘရူနိုဖာနန်ဒက်စ်ကဒီကလပ်အသင်းကဘာပဲဖြစ်ဖြစ်အောင်နိုင်တဲ့အသင်းမှာကျွန်တော်တို့အနေနဲ့ပွဲတွေကိုအနိုင်ရဖို့လိုပါတယ်။ဒီပြိုင်ပွဲမှာပိုဆွဲဖို့အတွက်အဆင့်တွေအများကြီးကြော်ဖြတ်ရအောင်ပါပါ။ဒါပေမဲ့ပွဲစဉ်တိုင်းကိုအာရုံစိုက်ပြီးမှန်ကန်တဲ့စိတ်ထားနဲ့ကစားနိုင်မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ပွဲတွေကိုအနိုင်ရမယ်လို့ယုံကြည်ပါတယ်။ဆိုစီတက်နဲ့ပွဲကရလက်နဲ့ဆန်းဆောင်မှုကြောင့်ကျွန်တော်တို့ယုံကြည်မှုပိုရှိလာပါပြီ။ကျွန်တော်တို့အသင်းတိုးတက်မှုတွေရှိနေပါတယ်။ တယ်။ဒါပေမဲ့တိုးတက်မှုတွေကိုရလက်နဲ့တိုင်းတာတာပါ။ဒီအသင်းအတွက်အရေးကြီးတာကရလက်ကောင်းတွေရဖို့ပါပဲလို့ပြောကြားခဲ့ပါတယ်။ယူရိုပါလိအရှုံးထွက်ဆက်ချောက်တင်အဆင့်ပွဲစဉ်တွေအပြီးမှာစပိန်ကလပ်ဘီဘာအိုအသင်းက8-2လေးနဲ့ပိုးဆွဲဖို့ရေပန်းအစားဆုံးဖြစ်နေပြီးမန်ချက်စတာယူနိုက်တက်နဲ့စပါအသင်းတို့က4-4စီနဲ့ဒုတိယရေပန်းအစားဆုံးအဖြစ်ပိုးတွဲရည်တည်နေပါတယ်။